ွှေချိုလုတ်တဲ့နှစ်ပေါ့နော်အဲ့မှာကိုရွှေချိုနဲ့တစ်ခေါက်တွေ့ဘူးတယ်ဒါကတော့ဇလန်းရိုက်တာမဟုတ်ပဲခဏလေးပဲတွေ့ဘူးတာပေါ့နော်အဲအခုနောက်တစ်ခေါက်ဒီမျက်ကွယ်ရာ series ရိုက်တော့တားဖအနေနဲ့နောက်တစ်ခေါက်ပြန်တွေ့ရပေါ့ဟုတ်ကဲ့ဟုတ်ကန်ဆက်တာပေါ့ဟုတ်ပြောပြတယ်ရှင့်ဒီမလေးတို့ဓာတ်ပုံလေးပြန်ပြတဲ့ခါကျတော့ကိုရွှေထွက်လည်းမှတ်မိတယ်အဲဒါတကယ်ကန်ဆက်တာပါဟုတ်အသိမပြူတာကတော့စအဲ့လိုရွှေကြိုတဲ့ကသူကတော့ မြန်မာလေးကိုငကားလေးလို့ပဲအကုန်လုံးအသိရဆိုလေ။ Oh နကကနဲ့ရှီဂျူလေးဆိုပြီးတော့မှတ်မိရဲ့ရှင်။ Um ဒါကတော့ဝမ်းသာရပါဘောနော်။ကိုကအဲ့တုန်းကဆိုရှီဂျူဆိုရင်လည်းတငယ်ချင်းတွေလည်းအများကြီးနဲ့ပေါ့နော်။ဆိုတော့အဲ့မှာအကူကလည်းမှတ်မိရဲ့နောက်စကားတွေလည်းထပ်ပြီးရိုက်ရတယ်။တချင်းမှလည်းဟာမိုနီဖြစ်ပါရတယ်ဆိုတော့ဒါအတိုင်းပြန်ဝမ်းသာရပါတယ်။တငယ်ချင်းတွေကတော့ဒီ trailer ဆက် track ကလေးရပါဘောနော်။ဟိုသူကကြတော့ကိုရှီထူသမီးလေးကိုရှီထူသမီးလေးဆိုပြီးတော့ခေါ်ကြတယ်ပေါ့။ တကယ်ချင်းတွေလည်းအများကြီးတော့စနေကြတယ်ဒီဇက်ဝင်ကန်တခုပေါ့တချင်းဆိုချင်တယ်မမီးဆိုတဲ့အခန်းကိုအများကြီးစကြပါအဲ့ဒါကုန်းမလေးညီမလေးတွေ့တယ်သမီးလေးရတဲ့နရွက်ကားနေသမီးလေးရတဲ့နရွက်ကားနေတယ်တဲ့နောက်ပြီးတော့ပေါ့အသားကလည်းတဲ့ဖြူနေတယ်တဲ့ဆိုပြီးတော့အဲ့လိုမျိုးတွေပြောရလေးရှိတယ်ပေါ့နော်အဲဒါမဲ့အပြစ်မှာတော့တူပါတယ် အမေနဲ့တူတာဖြစ်မယ်မမျက်လေးဆိုလဲပချိုင်လေးပါမေဖြူလဲပချိုင်လေးပါလေငယ်ချင်းလေးတွေကတော့ဒီထေလာဆထွက်ကြရပါတော့ဟိုသူတို့ကကြတော့ကိုရှေထူးသမီးလေးကိုရှေထူးသမီးလေးဆိုပြီးတော့ခေါ်ကြရပေါ့တကယ်ချင်းတွေလည်းအများကြီးတော့စနေကြတယ်ဒီဇက်ဝင်ကန်းတစ်ခုပေါ့တချင်းဆိုချင်တယ်မမီးဆိုတဲ့အခန်းကိုအများကြီးစကြပါတယ်ဟုတ်ကဲ့အရန်သဘောကြပါတယ်ကိုရှေထူးရဲ့တချင်းတွေအကုန်လုံးဒါငငယ်တည်းကလည်းနားထောင်ခဲ့တယ်အဆိုတော့ခလေးကအရန်သဘောကြခဲ့တာပေါ့နော် အဲကိုရှေထူအကယ်ဒမီရတဲ့နှစ်ကလည်းဒါမီဖြူတို့ရွှေချိုလုပ်တဲ့နှစ်ပေါ့နော်အဲ့မှာကိုရှေထူနဲ့တစ်ခေါက်တွေ့ဘူးတယ်ဒါကတော့ဇလန်းရိုက်တာမဟုတ်ပဲခဏလေးပဲတွေ့ဘူးတာပေါ့နော်အဲအခုနောက်တစ်ခေါက်ဒီမြက်ကွယ်ရာ series ရိုက်တော့တားဖအနေနဲ့နောက်တစ်ခေါက်ပြန်တွေ့ရပေါ့ပြကြလို့ရှိရင်နောက်ထပ်ကိုရှေထူနဲ့ဥကျော်နီနဲ့ဒီတသိထွက်ထားတဲ့တခြင်းပေါ့နော်ခြားတိတ်ဆိုတဲ့တခြင်းလေးရှိရထွက်တော့မထွက်ရသေးဘူးပေါ့အဲ့တခြင်းလေးမှလည်းညီမလေး harmony အနေနဲ့လိုက်ထားပေးပါတယ် ဟုတ်ကဲ့ဟုတ်ကန်ဆက်တာပေါ့ဟုတ်ပြောပြစ်တယ်ရှင့်ဒီမလေးတို့ဓာတ်ပုံလေးပြန်ပြတဲ့ခါကျတော့ကိုရှေထွက်လည်းမှတ်မိတယ်အာဒါတကယ်ကန်ဆက်တာပါဟုတ်အသိမပြူတာကတော့စအဲ့လိုရွှေကြိုတဲ့ကသူကတော့ဒီမလေးကိုငကားလေးလို့ပဲအကုန်လုံးသိတာဆိုလေအော်နကကနဲ့ရွှေကြိုလေးဆိုပြီးတော့မှတ်မိတယ်ရှင့်အင်းဒါကတော့ဝမ်းသာရပါဘောနော်ကိုကအဲ့တုန်းကဆိုရွှေကြိုဆိုရင်လည်းငွေချင်းတွေလည်းအများကြီးနဲ့ပေါ့နော် တော့အဲ့မှာအကူကလည်းမမှီရဲနောက်စကားတွေလည်းထပ်ပြီးရရရတယ်။တချင်းမှလည်း harmony ဖြစ်ပါရရတယ်ဆိုတော့ဒါအတိုင်းပြန်တားရပါတယ်။ဦးထင်မှတ်တာညီမလေးလည်း surprise ပဲ။ဝမ်းမြလေးနဲ့ပတ်သက်ပြီးအဲ့သဘောအကြရပေါ့။ဝမ်းမြလေးကကျတော့အရန်ပေါ့ပါတယ်။နောက်ပြီးတော့စိတ်ထားကောင်းတယ်။အရန်ကူညီတတ်တယ်။ဒါညီမလေးတို့ဆိုတာအငယ်ပေါ့နော်အစ်စ်ပဲရှိသေးတယ်။ဒါပေမဲ့ तू က လက်တွဲခေါ်ပေးတယ်အများကြီး supporting ပေးတယ်နောက်ဒီနားဒီနားလူနေတယ်ဆိုတာမျိုးကိုလည်းတည်တည်ချာချာတင်ပေးတယ်တရုတ်ဆောင်ပိုင်းရောဒီအဝတ်စားပြင်ဆင်ပိုင်းရောအကုန်လုံးကိုဒါအကြံဉာဏ်ပေးတယ်ပေါ့နော် senior တယောက်အနေနဲ့ဒါအငယ်ကိုအရန်ခယူးဆိုင်ပြီးတော့လက်တွဲခေါ်ပေးခဲ့တဲ့အကြီးတယောက်ပါအကေမိများတချိန်ချိန်ပေါ့ညီမလေးအသက်ကြီးလာပြီးတော့အဲဆီနီယာဖြစ်ခဲ့ရင်တော့မှမမျက်လေးညီမလေးကိုဆက်ဆံပေးခဲ့တဲ့အတိုင်းပဲနောက်အငယ်တွေကိုလက်တွဲခေါ်မဲဆိုတော့စိတ်ဝင်တဲ့အချီကို အရန်ညီမလေးပုံမှာကောင်းပါတယ်ရှင့်အဲ့မိသားစုပေါ့နော်ဒီကြည်ပြုခန့်ကိုရိုမိသားစုကိုကြည့်မယ်ဆိုလို့ရှိရင်အချင်းချင်းကနည်းနည်းမပွင့်လင်းကြတာလဲပါမယ်ပေါ့နော်ဒီနှွေးထွေးမှုမရှိတာနောက်ပြီးတော့မပွင့်လင်းတာပေါ့ကယ်ရေးကိုသားကြည်ပြုခန့်ကိုအပြစ်မှာအဲ့အနေနဲ့ရှိမယ်ဆိုလို့ရှိရင်ကိုကတော့မမီခိုင်းတဲ့အတိုင်းလဲလုံမယ်စီးပွားရေးအလုပ်ဆိုလဲလုံမယ်တရားကိုလဲလုံမယ်ဒါပေမဲ့တချင်းကဝါဒနာပါတဲ့အတွက်နည်းနည်းလေးတော့လှုပ်ခွင့်ပေးပါဆိုတာမျိုးကို တက်တီလေးပူမွေးပြီးတော့ပို့ပြီးတော့ညှိပြလောက်မယ်လို့အချင်လဲပေါ့အမေအနေနဲ့လည်းတက်ချက်လောက်လျှော့ပြီးတော့သာသမီအနေနဲ့လည်းတက်ချက်လောက်တိုးပြီးတော့အချင်းချင်းညှိနိုင်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေမယ်လို့ချင်တယ်ပေါ့အပြင်မှာကတော့မမေကတော့ဒီမေဖြူလှုပ်ချင်တာအကုန်လုံးကို supporting ပေးတယ်အဲငယ်ငယ်တုန်းကဆိုလို့ရှိရင်လည်း karate တက်ချင်တယ်လို့ပြောတော့ karate တင်တယ်ပို့ပေးတယ်လူရည်သုံးလားပုတ်ပေးတယ်ဒါမဲ့ចောင်းဖွင့်တဲ့အချိန်မှာပါမေဖြူကထောက်လျှောက်ဆက်တက်ခြင်းလေအဲ့လိုမျိုးပြောတော့ အဲចောင်းစာကိုမထိခိုက်စေနဲ့ဆိုတော့ဂတိပေးတယ်ចောင်းစာအဆင့်ကို မကြစေရဘူးပေးထားတဲ့ဂတိအတိုင်းလည်းမကြစေအောင်လုပ်တယ်ပေါ့အဲ့ဒါဆိုရင်မမေကလည်း okay ចောင်းစာမထိခိုက်လို့ရှိရင်ဒီတင်တန်းကိုပုံမှန်ပို့ပေးမယ်ဆိုအဲ့လိုမျိုးညှိသွားတဲ့အတွက်ကြောင့်မလို့ဒါပြဿနာမရှိခဲ့ဘူးပေါ့နော်အဲ့ဒါကြောင့်တခြားကလေးတွေနဲ့မိဘတွေနဲ့ခြားထဲမှာလည်းသားသမီးတွေမိဘနဲ့တစ်ထစ် short တစ်ထစ်တိုးနဲ့ညှိနိုင်နိုင်လုပ်မယ်ဆိုလို့ရှိရင်ဒီပြိပခါတွေကတော့မရှိတော့ဘူးလို့ချက်ပါတယ် တကယ်တော့မပြောတော့အဲ့လိုနည်းနည်းယောက်ျားလေးဆန်းဆန်းနဲ့အဲ့ပြင်မှာဆိုရင်လည်းဘောင်းမီရှေလူမျိုးဟာတွေကိုဝတ်တာအများရတယ်ပေါ့နော်အင်ဂျီဆိုလည်းယောက်ျားလေးဆန်တာလေးပုံများတယ်ပေါ့လို့နွန်းတူရွရွလေးတွေပန်းရောင်လေးတွေစကတ်လေးတွေအဲ့လိုမျိုးကတော်ရုံတုံဝိကပေါ့နော်ဒါပေမဲ့ဒီ character ကိုပြင်ဆင်တဲ့အချိန်မှာ तू ကသူ့ရဲ့ character ပုံစံလေးကိုကအမေရဲ့သမီးဖြစ်တဲ့အတွက်ကြောင့်မလို့ဟို ဘောင်းမီတွေဘာတွေထက်စားလို့ရှိရင်လိုစက်ကလေးတို့အဲခါဝင်လေးတွေတို့အဲ့လိုမျိုးလေးတွေသုံးတာပို့ပြီးတော့အဆင်ပြေမယ်ထင်လို့ပေါ့နော်အဲ့ဒီအဝတ်စားပိုင်းအောင်လေအဲ့လိုနည်းနည်းကလေးဆန်တာမျိုးလေးတွေတော့စီစဉ်ထားပါရဲ့ရှင့်ဟုတ်အပြင် character နဲ့တော့နည်းနည်းမတူအပြင်မှာတော်တော်လေးကြကြရရအဲ့လိုကြတော့လေပုံစံတစ်မျိုးတော့ထွက်သွားတာပဲပေါ့နော်ဒါပေမဲ့ဒီမှာလေးကတော့ဒီအပြင်တိုင်းလွတ်လွတ်လပ်လပ်နေရတဲ့လိုဘောင်းမီရှင်နဲ့တီရှပ်နဲ့ပို့ပြီးသဘောကျတယ်အခု ပြပြီးတဲ့အချိန်ထိဒါပြခဲ့တာကဒီမိသားစုရဲ့ဟိုအနေထားကိုပို့ပြီးတော့နားလည်နိုင်အောင်လို့ပေါ့နော်မိသားစုအချင်းချင်းဆက်ဆံပုံလေးတွေကိုသူပြခဲ့တာပေါ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ပို့ပြီးတော့နည်းနည်းလေးရှုပ်ထွေးတဲ့တမ်ပူစင်းလေးတွေများလာမယ်ပို့ပြီးတော့များလာပြီးတော့ဒီသမီးသားဖာရဲ့ emotional ဖြစ်တဲ့ scenes လေးတွေကိုလည်းတွေ့ရမယ်။နောက်အဓိကကတော့အိမ်တော်ဦးစီးတယောက်ဖြစ်တဲ့ဦးခန့်ကိုရဲ့သူ့ရဲ့ဆုံးဖြတ်ချက် တစ်ခုပေါ့။သူ့ရဲ့ဆုံးဖြတ်ချက်တစ်ခုက ရလက်တွေအများကြီးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ထဲမှာမှသူကလှလှပပလေးပြန်ပြီးတော့အဆုံးသတ်ထားတဲ့အဲပုံစံမျိုးလေးပေါ့နော်အဲအားကြောင့်မို့လို့မဖြစ်တော့ဒီ character လေးတွေနဲ့ဇလန်းလေးကိုဆက်ပြီးတော့အဆုံးထိစောင့်ကြည့်ပေးပါဆိုပြီးတော့တောင်းဆိုချင်ပါတယ်